စ်သူလေးကွဲလွန်ပြီးတောင်းနှစ်ကျော်လေးနဲ့တဲအယောင်မှာနောက်ထပ်အစ်သစ်ကိုရှာဖွေတွေ့ရှိခဲ့ပြီးချစ်သူမိန်းကလေးကိုပြည်သက်တွေနဲ့မိတ်ဆက်ပေးလာခဲ့တဲ့တရုတ်ဆောင်ညီထွက်ကောင်းမင်္ဂလာပါပြည်သက်ကြီးရေတရုတ်ဆောင်ညီထွက်ကောင်းကတော့တခေတ်တခါကဗီဒီယိုစကားတွေခေစားခဲ့တဲ့အချိန်ကလေးကောင်အနုပညာလောကတွေကိုစတင်ချီလန်းလာခဲ့သူဖြစ်ပြီးအခုနောက်ပိုင်းမှာတော့ရုပ်ရှင်စကားကြီးတွေနဲ့ဇလန်တွဲတွေမှာပါဝင်တရုတ်ဆောင်ခွင့်ရရှိနေသူလည်းဖြစ်ပါတယ်ကြရာဇယုတ်တိုင်းမှာအကောင်းဆုံးတရုတ်ဆောင်နိုင်သူဖြစ်တာကြောင့်လည်း ဒီနေ့ဒီချိန်ဒီပြည်သက်တွေကညထုတ်ခေါင်ကိုလက်ခံအားပေးနေကြတာလည်းဖြစ်ပါတယ်။ညထုတ်ခေါင်ရဲ့ခြေသူအောင်ဖြစ်သူမေဟာပြီးခဲ့တဲ့2021ခုနှစ်ဇူလိုင်လတုန်းကကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီးထို့အချိန်တုန်းကညထုတ်ခေါင်ဟာခြေသူမေအတွက်ရင်ကွဲမတက်ခံစားခဲ့ရတာလည်းဖြစ်ပါတယ်။ညထုတ်ခေါင်ရဲ့ခြေသူမေဟာညထုတ်ခေါင်ရဲ့လက်ထဲမှာပဲကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီးအခုဆိုရင်တော့မေကွယ်လွန်ခဲ့တာဟာ ၃နှစ်ကျော်လေးနှစ်တည်းကိုရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ညီထွက်ကောင်ကတော့မိအပေါ်မှာဘဝနဲ့ထပ်တူချစ်ခဲ့တဲ့ဆိုပေမယ့်မိမရှိတော့တဲ့နောက်ပိုင်းမှာတော့တယောက်တည်းအတတ်နိုင်ဆုံးပျော်ရွှင်အောင်ကြိုးစားခဲ့ပေမယ့်သူ့အပေါ်မှာတကယ်ကိုနားလဲပြီးပြီးသူ့ဘဝအတွက်အမှန်တကယ်လိုအပ်တဲ့နောက်ထပ်လက်တွဲဖို့အသည့်ကလေးကိုရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။တယောက်ဆောင်ညီထွက်ကောင်ရဲ့လက်ရှိချစ်သူဖြစ်တဲ့ရွှေစင်ထဝင်းကလည်းအနုပညာအတိုင်းဝိုင်းနဲ့နှိစက်သူတယောက်ဖြစ်ပြီး ညီထွက်ကောင်အပေါ်မှာအစအစအရာရာနားလည်ပြီးနိုင်ပြီးလိုအပ်တာမှန်သမျှပံ့ပိုးပေးနိုင်သူတယောက်ဖြစ်တယ်လို့လည်းသိရပါတယ်။တရုတ်ဆောင်ညီထွက်ကောင်ကတော့ပျော်ပျော်နေတတ်ပေမဲ့တီကြီးပြက်သားတဲ့ယောက်ျားတယောက်ဖြစ်တာကြောင့်မိန်းကလေးတွေကသဘောကျနှစ်သက်ချင်းခံရသူလည်းဖြစ်ပါတယ်။အခုလက်ရှိချစ်သူလေးဖြစ်တဲ့ရွှေစင်ထဝင်းကလည်းညီတို့ကောင်အပေါ်မှာအစအစအရာရာလိုလေသေးမရှိဖြစ်စည်းပေးနေပြီးအနာကနေလိုအပ်သမျှပါရမီဖြည့်ပေးမယ်ချစ်သူကောင်းလေးဖြစ်တဲ့ဆိုတော့ ပြည်သက်အားလုံးကနားလေလက်ခံသဘောတူကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်